ိုးတိုင်းလူမျိုးတိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုတွေကိုယ်ပိုင်ရွေးရတရေစရိုက်တွေရှိကြပါတယ်။အဲ့ဒီအရာတွေကိုတန်ဖိုးထားကြပြီးမျက်မျက်နှုံနှုံနဲ့စင်နွှဲကြတာကိုလည်းတွေ့ကြရမှာပါ။ကျွန်တော်တို့နိုင်ငံလုံးတမိုင်းကြောင်းခိုင်ပါပြီးရွေးရင်ကျေးမှုတွေထွန်းကားလာတဲ့နိုင်ငံမျိုးကတော့ရွေးရပွဲတော်တွေယဉ်ကျေးမှုတရေစရိုက်တွေကိုနိုင်ငံတွင်းမှာရှိတဲ့နေရာနှံ့ပြားမှာ တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီလိုပွဲတော်တွေ ရွာရင်ကျင်းမှုတွေများစွာရှိတဲ့ကျွန်တော်တို့နိုင်ငံထဲကမှာရမ်းမြင်တဲ့တောင်ကြီးမျိုးရဲ့အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့တောင်ကြီးတဆောင်တိုင်းပွဲတော်ဆိုရင်လည်းအစီကားဆုံးနဲ့ရွာရင်ကျင်းမှုပေါ်အထင်အဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။တောင်ကြီးမျိုးနဲ့တဆောင်တိုင်းပွဲတော်ဟာဘလို့မှခွဲခြားလို့မရသလိုဒီပွဲတော်အတွင်းမှာကြီးပါတယ်။မိဘုံပြန်ပြိုင်ပွဲဟာဆိုရင်လည်းအကျော်ကြားဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။ ဒီပွဲတော်ကြီးရဲ့အကြောင်းကိုတရှိစေဖို့အတွက်တွားရောက်ရိုက်ကူးခဲ့ကြပါတယ်။ကျွန်တော်တို့အဖွဲ့ဟာတောင်ကြီးမြို့ကိုရန်ကုန်မန္တလေးကလန်တိုင်းလာရင်ပျော်ပွဲမြို့မရောက်ခင်ဖျားငါးဆူလန်းကနေတွားရောက်ခဲ့ကြတာဖြစ်ပါတယ်။လေအီလီကမျက်နာကိုလာပတ်ပြန်လိုက်တာနဲ့တောင်ပေါ်ဒေတာရဲ့အရာတော်ကိုစတင်ခန်းစားရပြီပဲဖြစ်ပါတယ်။ ဟဲဟုတ်ကိုရောက်တာနဲ့တောင်ကြီးမြို့ကိုလာရောက်လဲပတ်တူတိုင်းအမတ်တရားတပ်ပုံတွေရိုက်တဲ့နေရာတစ်ခုဖြစ်တဲ့နမေကျော်ဘဝတန်ရာတရာစီမှာခဏတော့ခြေဦးချမိပြန်ပါတယ်အခုကျွန်တော်ရောက်ရှိတဲ့နေရာကတော့ဒီရွှေညောင်နဲ့ဟဲဟိုလမ်းဘေးမှာရှိတဲ့ဘဝတန်တရာတရားကိုရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီတရားဟာဆိုရင်1929ခုနှစ်ကစတင်တည်ဆောက်ခဲ့ပြီးတော့တရားရဲ့အရှိပေးရပေးနေရရှိပါတယ်ခင်ဗျာဒီတရားဟာဆိုရင်ပြည်တွင်းရောပြည်ပရဲ့အဲ့တွေပါ ဆွဲဆောင်နေတဲ့တရားတစင်လည်းဖြစ်ပါတယ်ခင်ဗျာအခုနောက်မှာဆိုရင်ဟိုပြည်တွင်းရောပြည်ပဧည့်တွေရောဟိုလာရောက်လေပတ်နေရာလည်းတွေ့မြင်ရပါတယ်ခင်ဗျာပြောဒီတရားဟာဆိုရင်ဒီရှမ်းပြည်နယ်ရဲ့အလားပါထဲမှာလည်းတစ်ခုအပါဝင်ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီကနေတစင်လမ်းလာခဲ့ရမှာတော့တောင်ကြီးမြို့ရဲ့အဝင်ဆိုင်ပုတ်ကြီးဖြစ်တဲ့ရွှေအောင်မုတ်ဦးကြီးကကျွန်တော်တို့ကိုစီးကြိုလို့နေပါတယ်အဲ အဲ့ဒီမုတ်ဦးကနေစပြီးတော့တောင်ကြီးမြို့ကိုတက်တဲ့တောင်တက်လန်းဟာပိုပြီးမဆောက်လာခဲ့ပါတယ်။တောင်ကြီးမြို့ကိုစောင့်ဝင်ပြီးဆိုတာနဲ့ရှမ်းပြည်နယ်ရဲ့မြို့တော်ဖြစ်တာနဲ့ညီကုံစီရောင်းဝယ်ဖောက်ကားနေတာတွေဆိုင်ကယ်တွေကားတွေနဲ့စီကားလို့နေတာကိုကားပေါ်ကနေကြီးစုခန်းစားရင်းလိုက်ပါလာခဲ့ပါတော့တယ်။ တောင်ပေါ်ဒေတာရဲ့စောင်းရာတီမနက်ပိုင်းမှာတော့အေးချမ်းလာပြီးနေအောင်ကြီးရဲ့အနှွေးတက်နဲ့တက်ဝင်လှုပ်ရှားလုံနေပါတယ်။ကျွန်တော်ကတော့တောင်ကြီးသားဖြစ်တာနဲ့အညီဒီလိုမနက်ခင်းစောပိုင်းမှာရှမ်းပြည်ရဲ့ရွာစားစားတွေကိုကြိုက်နေတတ်ပါတယ်။ဒါကြောင့်လဲရှမ်းရွာစားစားတွေရောင်းချတဲ့ဆိုင်မှာမနက်စာကိုလာစားခဲ့ပါတယ်။ဒီဆိုင်လေးကိုစတင်လိုက်တဲ့ဆိုရင်ပဲ ဘာတွေစားရမလဲကြည့်လိုက်တော့ကျွန်တော်ကြိုက်တဲ့ဒူဘူးနွေးဆိုတဲ့စားတန်းလေးကိုတွေးလိုက်တယ်ဆိုရင်ပဲမနှက်ခင်းတဲ့သူပြီးပြည့်စုံသွားပါတော့တယ်အခုလိုဒီရှမ်းခေါက်ဆွဲနဲ့ရှမ်းလူမျိုးတို့အားဆိုရင်ဘယ်လိုမှတတ်တတ်ခွဲခြားလို့မရပါဘူးအခုလိုအေးချမ်းအေးချမ်းလာတဲ့တောင်ကြီးမျိုးရဲ့စောင်းရည်ဒီမနှက်ခင်းမှာဆိုရင်အခုလိုဒူဘူးနွေးပူပူနွေးနွေးစားရတဲ့အရာတာကဘယ်လိုပြောရမှန်းတော့မသိပါဘူးခင်ဗျအခုကျွန်တော်ရောက်ရှိတဲ့နေရာကတော့ရှမ်းရွာစားစာရောင်းချနေတဲ့ချစ်ပန်ဆိုင်ဒူဘူးနွေးပဲဖြစ်ပါတယ်ခင်ဗျဆိုင်ထဲမှာလည်း လာရောက်စားတောက်ကြသူတွေနဲ့ပြည့်နေလို့နေပြီးတော့အရာရာကောင်းလာတဲ့ရှမ်းစားစာတွေကိုမာယူလို့စားတောက်နေကြတာကိုလည်းတွေ့မြင်ရပါတယ်။ကျွန်တော်ကတော့ဒူဘူးနွေးနဲ့အတူတောင်ကြီးရဲ့လှပတဲ့မနက်ခင်းကိုဖြတ်တန်းလို့နေပါတယ်။ကျွန်တော်မနက်စာစားပြီးတဲ့ချိန်မှာတော့တဘောကောင်းလာတဲ့အန်ဒီကြီးကိုဒူဘူးနွေးလှုပ်ပုံလှုပ်နေတဲ့ကိုမေးမြန်းခဲ့ပါလေတဲ့။မင်္ဂလာပါနေ။အခုဟိုဒူဘူးနွေးချက်ပုံချက်နေပါတော့အန်ဒီနည်းနည်းလေးရှင်းပြပေးပါဦးခင်ဗျ။ဘယ်လိုချက်ရလဲပေါ့နော်။ อัาศิโดกระเป๋าเย่เสงเย่เสงวีตรงไหนเราเสงเสงวีกระเป๋านูปีส่วนเอมอะโอ้สัจเจกเเจกวีเอาเป็กซานเอซียมซานเอซียซีปีส่วนโหอายีอะปัทมาเยียตัตตตุติยาเยียตัตตนอกสองเยียตัตตตรงโออลลงยังนอกพีมีส่วนนอาจูด้วยสิ่งปัทมาเยียอโปไปงาไปอยู่ที่จูจูพีนอกสงอันนี้จะเป็นแค่จูมวยเลยส่วนยับอันนี้ที่ไม่ใช่หัวกอวัย่ะกอผมเทียวกันเนาะมันรู โอเคအစွဲတူပူနွေအနည်းရပြီဆိုရင်ခောက်ဆွဲတပွဲပြင်တော့မယ်ပေါ့နော်အစွဲခောက်ဆွဲပြင်တော့မယ်ဆိုရင်အထက်မှာဆိုရင်ဘာဘာထပ်ထည့်ဖို့လိုလဲလဲအထက်မှာဆိုလားမေဘဲထည့်ရမယ်နန်းထည့်ရမယ်ကျက်တွင်ကြော်ထည့်ရမယ်အချိုရည်ထည့်မယ်ကျက်တွင်မေလို့နန်းနန်းပြင်အချိုရည်နောက်ငါပြည့်ရည်တွေထည့်ရမယ်ဟုတ်စားရင်ချမော်လဲအိုးထက်နည်းနည်းလောက်ပါပြီတာဟောဟောဒါဆိုရင်ပြီးတော့ပေါ့နော်ဒီလိုဆိုရင်ဟုတ်တယ်ဟုတ်တယ်အစွဲတူပူနွေနဲ့ကတ်စားမယ်ဆိုရင် အော်ကြောက်ခွေလည်းရှိတယ်အကြော်လည်းရှိတယ်တကူကြော်လည်းရှိတယ်ဝါခေါက်လည်းရှိတယ်သုံးမျိုးရှိမွန်ညင်းချင်းနဲ့ကတ်လို့ရတယ်ညင်းချင်းနဲ့ကတ်လို့ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကလို့ရှင်းပြပြရတယ်ဂျေဆုတင်ပါတယ်ဟုတ်ကဲ့ပရိတ်တကြီးလည်းဒီလိုမျိုးစောင်းတွင်းရဲ့မနက်ခင်းမှာပူပူနွေးနွေးနဲ့အရသာရှိလာတဲ့ပူပူနွေးကိုလှုပ်ရှားကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ် အခုကျွန်တော်တို့ breakfast လဲစားပြီးပြီဆိုတော့ဒီတောင်ကြီးမြို့ရဲ့အလှပကိုခန်းစားလို့ရမယ့်နေရာကိုပရိသတ်ကိုခေါ်ဆောင်သွားမှာဖြစ်ပါတယ်ခင်ဗျပရိသတ်တော်တော်များများလဲအဲ့နေရာကိုတရှိပြီးသားဖြစ်မှာပါအဲ့နေရာကတော့ရွှေဘုံပွင့်ဖျားတောင်ပေါ်ပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့လိုက်ပါပြောခန်းစားကြည့်ရှုပေးပါဦးခင်ဗျတောင်ကြီးမြို့တမြို့လုံးရဲ့အလှကိုအပေါ်စီးကနေကြည့်ရှုနိုင်တဲ့ရွှေဘုံပွင့်ဖျားစီကိုတွားရောက်ဖူးမြော်ခဲ့ပါတယ် တောင်တက်လန်တလျှောက်စိမ့်ဆူနေတဲ့ဘင်းတွေတိတ်ဆိတ်ငြိမ်တဲ့အေးချမ်းလာတဲ့လမ်းတွေဟာတကယ်ကိုစိတ်ကြည်နူးပွဲဖြစ်ပါတယ်ဘီလင်ရင်မျက်နှာပြင်ထက်လေးထောင်ကျော်မှတရှိတဲ့တောင်ကြီးမြို့ဟာရှမ်းပြည်နယ်ရဲ့မြို့တော်တစ်ခုဖြစ်ပါတယ်မြန်မာနိုင်ငံမှာပြစ်စမမြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့တောင်ကြီးမြို့ဟာလူရည်လေးတိန်ကျော်မိတင်းနေထိုင်ကြပြီးခီးတွားလုပ်ငန်းကုန်စည်ကူးတန်းရောင်းဝယ်ရေးလုပ်ငန်းများကိုအတီးကလုပ်ကိုင်ကြပါတယ် ရွှေဘုံပွင့်စီတီတော်ကြီးဟာနွာလာဥတ္တဖတောင်တော်ပေါ်မှာတည်ရှိပြီးပေပေါင်း9600ကျော်မြင့်မာပါတယ်။ တောင်ထဲမြောက်တွေ့တန်းနေတဲ့တောင်တန်းကြီးမှာဆိုရင်အပိုင်း၃ပိုင်းခွဲခြားထားပါတယ်။မြန်စိမ့်တောင်တရှိယာမြောက်ဖက်ပိုင်းကတောင်တန်းကတော့ပေပေါင်း9900ကျော်မြင့်မာပြီးရွှေမော်တော်စီတီတရှိယာတောင်ကတော့မြန်စိမ့်တောင်စီတီတရှိယာတောင်ထက်နှိမ်ပါတယ်။မြန်စိမ့်တောင်ကနေရွှေမော်တော်တောင်ထိတောင်တန်းကြီးရဲ့အရှေ့ဟာနမိုင်၄ဖာလုံရှိရလို့လည်းသိရပါဗျာ။ အခုကျွန်တော်ရောက်ရှိတဲ့နေရာကတော့ဒီတောင်ကြီးမြို့ရဲ့အလားပါတွေပြောနေဝင်စီးစာတွေကြီးစုခန်းစားလို့ရတဲ့ရှေဘုံမွင့်တောင်ပေါ်ဖျားကို ရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျရှေဘုံမွင့်ဖျားရဲ့ထူးခြားချက်ကတော့ဒီတောင်ကြီးမြို့ပေါ်မှာယောဂတခုခုကြုံလာတာပဲဖြစ်ဖြစ်ကတ်ဆိုးတခုခုဆိုက်ရောက်လာတာပဲဖြစ်ဖြစ်ဒီတောင်ပေါ်ဖျားမှာပရိယုတာတို့ပဋ္ဌာန်းယုအကျုပ်ဖတ်တာတို့အဲ့လိုမျိုးပြုလုပ်လက်လို့ရှိရင်အန္တရာယ်ကရှင်းသွားရလို့ကျွန်တော်တို့မှတ်သားသိရှိရပါတယ်ခင်ဗျတောင်ကြီးမြို့ကိုရောက်တိုင်း မတော်မပြစ်သွားတဲ့နေရာတခုလည်းရှိပါတယ်။အဲဒါကတော့တောင်ကြီးမြို့မှစီပဲဖြစ်ပါတယ်။အစားတောင်မျိုးစုံအနှွေးထယ်တွေရံရွရဝတ်ထယ်တွေကိုဒီစည်းအတွင်းမှာရောင်းချကြပါတယ်။ဒီစည်းကြီးဟာတောင်ကြီးမြို့ရဲ့အထင်ကြီးနေရာတခုလို့လည်းပြောလို့ရပြီးတော့ငှားရီကကျင်းဝတ်တဲ့မြေနေရာပေါ်မှာတိဆောက်ထားတာဖြစ်ပါတယ်။1996ခုနှစ်မှာစတင်တိဆောက်ဖွင့်လှစ်ခဲ့တဲ့ဒီမြို့မှစီကြီးဟာအခုဆိုရင် ဈေးရုံပေါင်း16ရုံရှိပြီးတော့ဆိုင်ကမ်းပေါင်း1800ကျော်ဖွင့်လှစ်ထားတယ်လို့လည်းတည်ရပါတယ်။ 1800. တောင်ကြီးပုံမှန်လေးထားတယ်။ တောင်ကြီးမြို့ရဲ့အထင်ကြီးနေရာတစ်ခုဖြစ်တဲ့တောင်ကြီးမြို့မဆေးကတော့နေ့စဉ်နေ့တိုင်းတက်ဝင်လှုပ်ရှားနေဆဲဖြစ်ပါတယ်။ တောင်ကြီးမြို့ရဲ့နာမည်ကြီးဆုံးအကျော်ကြားဆုံးပွဲတော်လို့ပြောလို့ရတဲ့တောင်ကြီးတဆောင်တိုင်ပွဲတော်ဟာဆိုရင်ရှမ်းပြည်နယ်တမကမြန်မာနိုင်ငံရဲ့ကြော်ကြားလာတဲ့ရွေးရင်ကျင်းမှုပွဲတော်တစ်ရပ်ဖြစ်ပါတယ်မြန်မာရွေးရင်ကျင်းမှုရတဆောင်မုံးလာမှာမီထွန်းပွဲတော်တွေကိုနိုင်ငံရဲ့အနှံ့ပြားမှာကျင်းပလေရှိရာအဲ့ဒီထဲကမှာတောင်ကြီးတဆောင်တိုင်ပွဲတော်ဆိုရင်မြန်မာနိုင်ငံရဲ့ထင်ရှားကြော်ကြားဆုံးပွဲတော်တစ်ရပ်ဖြစ်ပါတယ် ပွဲတော်ကြီးကိုတောင်ကြီးမြို့ရဲ့အဝေးရကွင်းကြီးထဲမှာနေဆင်ပြုလုပ်လေးရှိပါတယ်။ပွန်ပွဲနေ့ကတော့မီရှူမီပန်းရောင်ဆောင်မီပုံပေါင်းထောင်ပေါင်းများစွာဟာတောင်ကြီးမြို့ရဲ့ကောင်းကင်ယံမှာပြန့်လွင့်လို့နေပါတယ်။ရှမ်းရွာတေးချင်းများနဲ့ရှမ်းပြူပြူတွေရဲ့အလကားတွေကလည်းအလဘော်အရင်ဆင့်ဆိုသလိုပုံမူလှပလို့နေပါတယ်။ကျွန်တော်ကတော့မျက်စိတစုံမြင်ရတဲ့ပွဲစီတန်းတစ်လျှောက်ကိုလျှောက်လျင် တောင်ကြီးတဆောင်းနိုင်ပွဲတော်ရဲ့အလှပကိုတဝကြီးခန်းစားနေပါတယ်ဒီဘွဲတော်ကြီးကိုလာရောက်လေပတ်တူတွေဟာအနေနဲ့ရရကနာကြတူတွေလည်းဖြစ်ပါတယ် ွဲပြီးသွားတဲ့ခါမှာတော့အခုချိန်မှာဆိုရင်စိန်နံပါတ်မီပုံးပြန်နေညမီကြီးမီပုံးပြန်ရှင်ပြိုင်နေကြတာပဲဖြစ်ပါတယ်ခင်ဗျာအခုဒီကွင်းထဲမှာဆိုရင်မီပုံးပြန်ပြိုင်ပွဲလာရအားပေးကြတဲ့ပိတ်တက်တွေကလည်းကွင်းလုံးပြည့်ပဲတွေ့မြင်ရမှာဖြစ်ပါတယ်ခင်ဗျာစီကာလာပြီးရွေးရင်ကျမွေနှစ်တရက်ဖြစ်တဲ့တောင်ကြီးတဆောင်တိုင်းပွဲတော်ဆိုရင်ဆယ်ရက်ကြာကျင်းပလေရှိပြီးတဆောင်မိုးလပြင်းညတိကျင်းပတော်ဖြစ်ပါတယ်မီပုံးပြန်ပြိုင်ပွဲကတော့ ြည်ပွဲတော်ရဲ့အကြောကြားဆုံးပြိုင်ပွဲတစ်ရက်ဖြစ်ပြီးတော့ရှမ်းပြည်နယ်တဝန်းကတိုင်းရင်းသားလူမျိုးပေါင်းစုံကမိမိတို့နှစ်တက်တဲ့မိဘုံပြန်များကိုပြုလုပ်ပြီးတော့ဝင်ရောက်ရှင်ပြိုင်ကြတာဖြစ်ပါတယ်။မိဘုံပြန်ဇလုံးလူတင်ရမှာဘာရာရက်ကြီးခုနှစ်မျိုးကိုအခြေခံပြီးတော့အမှတ်ပေးရလို့တည်ရပါတယ်။မိုင်းခံမှာမိဘုံပြန်ပုံတဲ့မိဘုံပြန်တက်ကောင်းဖို့အတက်ဆန်ချိန်စကုပဓာတာတဆပရာနဲ့စီကံအမှတ်တွေဆိုပြီးတော့အဆိုပါအမျိုးအစားကိုအမှတ်ပေးတာဖြစ်ပါတယ်။ ရမ်းပြည်နယ်တာမကမြန်မာတနင်္ဂနွေလုံးကပါလာရောက်ဆင်နွှဲကြတဲ့တောင်ကြီးတဆောင်းနိုင်ပွဲတော်ဟာမြန်မာနိုင်ငံရဲ့ပြရုပ်တစ်ခုပဲဖြစ်ပါတယ်။မြန်မာမန်လင်းမြန်မာတို့ရဲ့ရွေးရောက်ပွဲတော်တွေကိုချစ်မြတ်လို့တက်ကြဖို့လိုပါတယ်။ဒါကြောင့်မြန်မာတို့ရဲ့ရွေးရောက်ရင်ကျမှုအမွေနဲ့ဖြစ်တဲ့တောင်ကြီးတဆောင်းနိုင်ပွဲတော်ရဲ့အကြောင်းကိုပြည်သူများတရှိခံစားနိုင်စေဖို့စီစဉ်တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။